ဘာသာအမွေကျွန်းလင်းနိုင်ပါစေတောင်းတော့ကြားမင်းကပိုးပြီးတော့တောင်းအံ့ဩသွားတယ်ပေါ့နော်သူမျော်လင့်တာတာကတခြားတခြားသောလိုအပ်ချက်တွေကိုမြန်ပြောလိမ့်မလားလို့ထင်ကောင်းထင်ပဲပေါ့ခုဒီမှာကြားရတဲ့နော်တောင်းထားတဲ့စုကအလွန်တရာမှအဆင့်မြင့်တာကိုမတွေ့ရဘူးလားတွေ့ရတယ်နော်ဒါတွေကတကယ်တမ်းကသူများကိုပေးလို့ရတဲ့စုမျိုးတော့မဟုတ်ဘူးလူတယောက်စိတ်တူနေတာကိုမတူအောင်တခြားလူတယောက်ကလုတ်ပေးလို့ရမလားမ လူတယောက်လောဘဖြစ်နေတာကိုလောဘမဖြစ်အောင်တခြားလူတယောက်ကလုပ်ပေးလို့မရနိုင်ဘူးကိုကိုတိုင်းပဲဒါတွေကိုမဖြစ်အောင်စ조사ရတာဒါဟာသကြားမင်းဖြည့်ကြီးပေးနိုင်တဲ့အရာတွေမဟုတ်ဘူးဆိုတာကိုဘုရားလောင်းကသိပါတယ်သိပေမဲ့လို့ငါရဲ့နေရာကိုမြန်တောင့်တပြီးတော့ဒီရသေးကကျင့်နေသလားဆိုတဲ့တန်တရားကဒီတရားမှရှိနေတယ်ဟုတ်လား အဲ့တော့ဒီဟာကိုဖြည့်ရှင်းဖို့အတွက်ဒီဟာကိုပြည်လည်သွားဖို့အတွက်ငါဓာမျိုးတွေကိုရကျင်လို့ဒီအကျင့်ကိုကျင့်နေတာမဟုတ်ဘူးငါစိတ်ထဲမှာတကယ်ကိုပဲမွန်မြတ်တဲ့အနေဓာမျိုးနဲ့သာလျှင်ပြည့်စုံခြင်းသာဆိုတာကိုဖော်ပြလိုတဲ့အတွက်ကြောင့်ဒီစုလေးမျိုးကိုသူဟာတောင်းတာအဲ့လိုတောင်းတဲ့အချိန်မှာတရားမင်းဆိုတာလည်းပဲတခဏချင်းနဲ့ပြဿနာတစ်ထောင်ကိုတောင်းဖြည့်ရှင်းနိုင်တဲ့ဉာဏ်ရှိတယ်လို့ဆိုတာဟုတ် ဟုတ်လားအဲ့တရားမင်းကဒီလိုစုလေးမျိုးတောင်းတဲ့အခါမှာဒါကို तू ပေးနိုင်နဲ့မပေးနိုင်ဘူးဘာမှမပြောဘူးတကယ်က तू မပေးနိုင်မအောင်သို့တော့မပေးနိုင်ဘူးလို့မပြောဘဲနဲ့သူ့စိတ်ထဲမှာစိတ်ဝင်စားတဲ့အရာတစ်ခုအဲ့ဒါကဘာတုံးဆိုတော့ဘာဖြစ်လို့ဒီရသေးကတော့အမျက်ကင်းကျင်တဲ့သဘောဒေါသကင်းကျင်တဲ့သဘောလောဘကင်းကျင်တဲ့သဘောချစ်ချင်းကင်းကျင်တဲ့သဘောဖြစ်ရတာတော့ဒီလောဘတွေဒေါသတွေမှာဒီချစ်ချင်းတရားတွေမှာဘာအပြစ်ရှိလို့ဒါတွေကို तू ကင်းကျင်ရတာတော့ဒါကို तू ကသိကျင်တယ် နော်အခြေခံဉာဏ်ရှိတဲ့ပုံကိုယ်တိုင်းကတိလိုစိတ်ခါနေရာတကာမှာရှိတယ်ဒါလေးတဲ့သတိထားရမယ်ဟုတ်လားအဲ့တော့တရားမင်းကတော်တယ်လို့ပြောရမယ်။ဘာပြောတော့ဆိုတော့ကိန္ဒုကောဒေဝါဒောဒေဝါလောဘေတဏဟသပြမနာအာဒီနဝတွံပတ္တတိတံမေအခါယိပုတ်ရှိတော်တဲ့။အရှင်ရသေးတဲ့။အဲ့ဒီအမျက်ဆိုတဲ့တဘာဝဒေါသဆိုတဲ့တဘာဝလောဘဆိုတဲ့တဘာဝချစ်ချင်းဆိုတဲ့တဘာဝ ဒီသဘာဝတရားတွေမှာဘာအပြစ်ကိုမြင်လို့ဓာရီကိုမရကျင်ဘူးဓာရီနဲ့ကင်းကွာခြင်းတယ်လို့ဒီစုကိုတောင်းရတာတော့ကောင်းနော်သူမေကဟုတ်လားအမြဲရဲ့ဒေါသရဲ့လောဘရဲ့ချစ်ချင်းရဲ့ဒီတရားလေးမျိုးကင်းကွာခြင်းတယ်လို့ तू ကပြောတာကိုတော့ဒီတရားလေးမျိုးမှာဘာအပြစ်ရှိလို့ဒီတရားလေးမျိုးရဲ့ဘယ်လိုအပြစ်ကိုမြင်လို့ဒီတရားလေးမျိုးကင်းကွာခြင်းရတာတော့အဲ့လိုမျိုးမေးတဲ့အချိန်မှာဘုရားလောင်းက အဲ့ဒီတရား၄မျိုးရဲ့အပြစ်ကိုတခုချင်းစီရှင်းပြတယ်။အဲ့ဒီတရား၄မျိုးကအခုဘုံဘုံတို့ဟောနေတဲ့လူရောနာနေတဲ့လူတွေရောအပြစ်မရှိဘူးလား။ရှိရနော်။အမြဲလဲရှိတယ်။ဒေါသလဲရှိတယ်။လောဘလဲရှိတယ်။ချစ်ချင်းလဲရှိတယ်။ကိုယ်မှာရှိနေတဲ့တရားတွေရဲ့သဘာဝကိုကိုယ်သိထားမယ်ဆိုရင်ကောင်းဘူးလား။ကောင်းနော်။ကိုယ်ထဲထည့်ထားတဲ့အရာဘာမှမသိဘူးဆိုရင် နော်ကောင်းတယ်ဆိုရင်လည်းကောင်းတယ်လို့သိဖို့ပေါ့မကောင်းဘူးဆိုရင်လည်းမကောင်းဘူးလို့သိဖို့ပေါ့သိဖို့ကတော့ပထမအရေးကြီးတဲ့အရာတစ်ခုလို့မဆိုနိုင်ဘူးလားဆိုနေတယ်နော်အဲ့လိုမျိုးတရားမင်းကမေးတဲ့အချိန်မှာဘုရားလောင်းကအမျက်ရဲ့အပြစ်ကနေအရင်စပြီးတော့ပြောတယ်ဟုတ်လားအဘောဟုတ်တဝဘုံဟောဒီဝတ္တဒီဇောအခန္တီဇောအသင်္ကီဘဟုပါယောသောတတမကောရနာရောစီကောဒါဆိုတဲ့အမျက်ရဲ့တဘာဝအမျက်ဆိုတဲ့အတိုင်း စိတ်ထဲမှာခက်မြက်မြက်ကလေးခံစားနေရတဲ့သဘောပေါ့ဟုတ်လားနော်စိတ်ထဲမှာတစုံတစ်ခုကိုဘုံတို့မကြည်မနှက်ဖြစ်တယ်စိတ်ထဲမှာ မကြည်လေဘူးဆိုရင်ခံစားမှုကကောင်းမွန်တဲ့သဘောမရှိဘူးစိတ်ကလည်းရှော့ရှော့ရှူရှူသွားနေတာမဟုတ်ဘူးနော်ဟိုချောချောမွေးမွေးဖြစ်နေတာမဟုတ်စိတ်စိတ်ကအဲ့ဒါကိုကောင်းကောင်းနားလေဖို့လိုမယ်ပေါ့နော်ဒီအမျက်ကို तू ဘလို့သုံးသက်ပြတယ်ဒီအမျက်ရဲ့အပြစ်ကို तू ဘလို့ထောက်ပြတယ်ဆိုတော့ အခန္တိဇောတိမခန့်ခြင်းကြောင့်ဖြစ်တဲ့တောကောတော့ထိုမြက်တည်အဘောဟုတ်တော်ဟာဘဟုံဟောတိအစကနင်းနေပဲနောက်တော့အများကြီးပွားလာတဲ့သဘောရှိဝိတ္တတိအစင်းစင်ကြီးထွားလာတဲ့သဘောလည်းရှိတယ်အမြက်ကိုသူကအကျိုးသိအကြောင်းသိပြောတာနော်အမြက်ဟာဘာကြောင့်ဖြစ်တယ်လို့ဘုရားလောင်းမြင်ပြတယ်တော့တိမခန့်ခြင်းကြောင့်ဖြစ်တာတဲ့အဓိကကြားတဲ့ဒီအချက်ကလေးတွေကိုမှတ်ရမယ်နော်ကျွတ်တို့ မခံစားခြင်းနဲ့စိတ်ရခံစားမှုကိုပေးတဲ့အမျက်ဟာဘာကြောင့်ဖြစ်တာတော့တီးမခံလို့ဖြစ်တာထားလိုက်ပါကွာစိတ်ထဲကနော်တီးခံလိုက်တယ်ဘာမှမထားတော့ဘူးစိတ်ထဲမှာထားလိုက်ပါကွာလို့လုံနိုင်နေဆိုရင်အဲ့ဒီအမျက်နှိပ်ဆက်တာကိုဘုံဘုံတို့အများကြီးမခံရဘူးဟုတ်လားတီးခံနိုင်မယ်ဆိုရင် အမျက်ကဖြစ်ကုန်မဖြစ်ဘူးတီးမခံနိုင်ဘူးဆိုရင်အမျက်ဖြစ်လာမယ်နော်အခန္တီသောတိမခန့်ခြင်းကြောင့်ဖြစ်လာတဲ့တောကောတော့ထိုအမျက်တည်အဘောဟုတ်တော်ဟာအစာတုံးက သေးသေးပဲနောက်တော့ဘဟုံဟောတိအများကြီးဖြစ်လာတယ်ဝတ္တတိတဖြည်းဖြည်းနဲ့တိုးပွားလာတဲ့သဘောရှိတယ်ဒါကြောင့်ဝမိကသုတ်တံမှာအမျက်ဒေါသကိုမျက်စွာပြာဘာနဲ့ဥမာပေးပြီးတော့ဟောရတော့ဖားဘွားနဲ့ဥမာပေးတာဟုတ်လားဖားဘွားဆိုတာစတော့သေးသေးပဲတော့သူကစိတ်တူရင်သူကជីကြီးလာတဲ့အကောင်ဖောင်းဖောင်းလာတဲ့အကောင်ဟုတ်လားကျွတ်ငယ်ငယ်ကဒီသေးအေးအေးလေးတွေထဲမှာဆိုသူတို့ရှိတဲ့တယ် ဒါဘုံတို့ကလေးတုန်းကဆိုဒုတ်ကလေးနဲ့သူ့ကြောကိုခောက်မိုးလောက်ကြီးလေးလောက်ကြီးမိုးလောက်ကြီးလေးလောက်ကြီးဆိုဒီကောင်ကဘာဖြစ်လဲជីကြီးជីကြီးလာတယ်ဒီကောင်ကဟုတ်လားပြင်းသွသူသူရှူးရှူးနဲ့ဒေါ်လာတွေဖြစ်ပြီးတော့ဒီခြေတော်ကလေးလက်ကလေးတွေကမြေကြီးကိုမထိမိတော့ဘူးလုံးသွားကိုသူကជីလာတယ်လေထိုးလိုက်တယ်လို့ဖြစ်သွားတယ်သူသွားလည်းမသွားနိုင်တော့ဘူးအဲ့ဒီမှာជីတို့ငှက်တို့နဲ့တွေ့ရင်လည်းသူပျက်စီးသွားတာပေါ့ဟုတ်လားအဲ့ဒါနဲ့ဥမာပေးတာမြတ်စွာဘုရားကခုဒီမှာလည်းဘုရားလောင်းကအဲ့ဒါကိုမြင်ပြတာ ီမခံခြင်းကြောင့်ဖြစ်တဲ့အဲ့ဒီအမျက်ဆိုတာစကနည်းနည်းပဲနောက်တော့ကြီးလာတယ်တိုးပွားလာတဲ့သဘောလေးရှိတယ်တဲ့ပြီးတော့ဗာဆက်မြင်ပြရအောင်ဆိုတော့အာသင်္ကီကန့်ညိတတ်တဲ့သဘောလေးရှိတယ်အဲဘုံကဒါလေးကိုလည်းပဲအကြည်လေယောဂီတို့ကိုခံစားမိစေခြင်းတဲ့ဟောအမျက်ဆိုတာကောင်းတဲ့အရာသာမပေးပါဘူးမကောင်းပါဘူးစိတ်ထဲမှာဒါမှမဟုတ်ဒီမှာပြောထားတယ်ကန့်ညိတယ်လို့ပြောထားတယ် ကက်ညိတယ်ဆိုတာကက်နေရင်ခွာဖို့တိတ်မလွယ်ဘူးပေါ့နော်အဲ့လိုပဲဘုန်းတော်ကလည်းပဲတယောက်ကိုမုံမိပြီးတစ်ခုခုကိုစိတ်တူနေပြီဆိုရင်အဲ့ဒါလေးကစိတ်ထဲကနေတော်တော်နဲ့ကွာမကြထထထထပြီးတော့ဘုန်းဘုန်းတော်နှလုံးသွင်းမိနေတာတွေမရှိဘူးလားပုံကြီးချဲပြီးတော့ဒီခံစားချက်ကိုကြိုက်သလားဆိုတော့လေမဟုတ်ဘူးသို့တော့မကြိုက်ရင်ပြစ်လိုက်ပါလားဆိုတော့လေမပြစ်လိုက်နိုင်ဘူးဘလို့လုပ်နေတော့ ဒါလေးကိုဘုံဘုံတို့ကခန်းစားပြီးတော့ဒါလေးကိုတသသာလုပ်နေတဲ့အပိုင်းလေးတွေရှိနေတတ်တယ်ဟုတ်လားဒါကြောင့်မလို့တန်ရောစင်တရားဆိုတာပါတော့တန်ရောစင်ဆိုတာကျိုးပေါ့ခြိထားတယ်နှောင်းထားတယ်တုတ်ထားတယ်ဟုတ်လားလောဘဘုံကမျက်စွာဘုရားတန်ရောစင်လို့ခေါ်တာမဟုတ်ဘူးနော်ဒေါသကိုလည်းတန်ရောစင်လို့မဟုတ်ဘူးလားနော်ပဋိကတန်ရောစင်ဟုတ်လားဒေါသကလည်းကျိုးတစ်ချောင်းလိုပဲစိတ်နှလုံးကိုမလုတ်တတ်တော့ခြိနှောင်းတတ်တယ် တော့ချစ်ချင်းကမှခိုင်မြဲအောင်လုပ်တာမဟုတ်မုံညင်းရလေခိုင်မြဲအောင်ချီနှောင်တက်တယ်ဒါကိုမြင်ဖို့လိုတယ်သူဒါကိုမြင်ပြတာနော်အသင်ကီကန့်ညိနေတတ်တဲ့သဘောရှိတယ်တဲ့ဒီအမျက်ကလေးကနော်စိတ်ရဲ့လိုရင်းတွေကလည်းစမ်းကြည့်တယ်လို့ပြောရမယ်နော်ကောင်းတာကမှကြိုက်တယ်လို့ပြောလို့မရဘူးမကောင်းတာကိုလည်းကြိုက်ချင်ရင်ကြိုက်မိနေတတ်တယ်ဟုတ်လားဘုရားမဘုံဘုံတရားလေးခဏခဏထည့်ပြီးတော့ဟောတယ်မကောင်းတာကြီးကိုဥစဉ်ရဲမကြိုက်ပါဘူး ငိုရတာကြိုက်တာငိုရတာကောင်းလားမကောင်းဘူးဒါပေမဲ့ငိုစီတက်တဲ့ဇကားတွေကိုဇိမ်ပြင်းနေပြီးထိုင်းကြည့်နေတာအဲ့ဒါမလုပ်တာတော့ငိုရတာကိုရတာခံတာပေါ့ဝမ်းနေရတာကိုရတာခံတာလွမ်းရတာကိုရတာခံတာမကောင်းတာကြီးကိုပဲရတာခံနေတာလို့ပြောမယ်ရှင်ကပြောလို့မရဘူးလားကြောက်တာကြီးကိုကြိုက်လားမကြိုက်ဘူးဒါပေမဲ့တရေကားတွေအမလီဒီဈေးကွက်မှာအကြီးကြီးရှိတယ်ဟုတ်တယ်မဟုတ်လား ထိုင်းပြီးတော့ဇေပြင်းနေပြေကိုမလုပ်နိုင်ပါတော့ကြောက်နေမှာကဲမကောင်းတာကိုကြိုက်တယ်ဆိုတာကိုပုံပေါ်အောင်ပြောတာနော်ကောင်းတာမှကြီးကြိုက်တယ်လို့မထင်လေနဲ့မကောင်းတာကိုလည်းသူကြိုက်ချင်ကြိုက်နေတာပဲဒါကြောင့်ဒီအာသင်ကီကန့်ညစ်တတ်တဲ့သဘောရှိတယ်ဆိုတာလေးကိုဘုံဘုံတို့ကနားလည်ဖို့လိုတယ်ဟုတ်လားပြီးတော့မှပြောတော့ဆိုတော့ဘဟုပါယတော့တယ်အလွန်မှကိုနဲ့စိတ်ကိုပင်ပန်းစေတယ်အမျက်ဆိုတာ နော်အမျက်ရဲ့သဘောကိုသူပြောတာလေးတွေတော်တော်စုံတယ်လို့ပြောရမယ်နော်ပြီးမခံခြင်းကြောင့်ဖြစ်လာတဲ့ဒီအမျက်ဟာအစကနင်းနေနောက်တော့အများကြီးပွားလာတယ်တဖြည်းဖြည်းနဲ့တိုးလာတဲ့သဘောရှိတယ်ကန့်ညိတတ်တဲ့သဘောရှိတယ်အလွန်မှကိုယ်နဲ့စိတ်ကိုပင်ပန်းစေတယ်တသမာကောဒနာရောစီဒါကြောင့်မို့လို့အဲ့ဒီအမျက်ဆိုတဲ့ကောဒါကိုငါမကြိုက်ဘူးလို့သူကပြောတယ်